ဆောင်ချမ်းဆိုင်ကလုံးဆိုင်ကယ်ကိုဘိန်းတက်တာလိုက်ရှာနေပါသလားအလောင်းမင်္ဂလာပါကျွန်တော်ကြောကြောအောင်ပါမော်တော်ဘိုက်အော်တိုတယောက်ဖြစ်ပါတယ်အခုကျွန်တော်ရှိတဲ့တဲမှာရှိနေတဲ့ဆိုင်ကယ်ကတော့တရုတ်နိုင်ငံမှာရောင်းအားအကောင်းဆုံးနဲ့အရည်တွေးအကောင်းဆုံးစီးရင်ဝင်တဲ့ဆောင်ချမ်းအမတ်တစိုက်တဲကဆောင်ချမ်းဆိုင်ကလုံးဝန်တန်းဆိုင်ကယ်ပဲဖြစ်ပါတယ်ဒီဆိုင်ကယ်အကြောင်းကိုကျွန်တော်ဒါအနေချင်းပြောရမယ်ဆိုရင်တော့ဒါဆောင်ချမ်းဆိုင်ကယ်ကဒါခုနောက်ပိုင်းဘိန်းတက်တာတော်တော်ကြီးကိုရှားသွားပြီတော့တော်တော်ကြီးကိုရှားသွားပြီနော် ခုနောက်ပိုင်းကတော့ဒါကီလိုများတာတွေဘိန်းအဟောင်းတွေပဲရှိတော့တယ်ပေါ့နော်အခုဒီဆောင်ရှန်းဆိုင်ကလုံးဝန်တန်းဆိုင်ကရဲ့ဒီဇိုင်းပိုင်းကိုကြည့်ရင်အခြားသောဆိုင်ကတွေနဲ့ဒီဇိုင်းပိုင်းကလုံးဝကွဲထွက်နေတယ်အဲလုံးဝကိုစမတ်ကြတယ်ပုံပြီးမှလှတယ်လို့ခံစားရတယ်နော်ယောက်ျားလေးတွေချင်းမိန်းကလေးတွေကပုံပြီးမှကြိုက်ကြတာကိုတွေ့ရပါတယ်နော်ပြီးတော့ तू ကအဲဒီမှာဆိုရင်လဲဒါရှစ်ချင်းတောင်းရောပါတယ်ရှစ်ချင်းတောင်းရောပါတယ်မဟုတ်ရင်ဒါဆောင်ရှန်းစတေကလေးတွေနဲ့ပါမယ် ဒလစ်ဝင်ငါးချောင်းကလုံးဝကိုဒီမှာအလုံးတုပ်တဲ့ဒလစ်ဝင်ငါးချောင်းထက်တွင်းပေးထားတယ်ပေါ့နော်ထက်တွင်းပေးထားတယ်ပြီးတော့ဒီ engine power ကတော့သူက1 tons cc နဲ့ပါနော် engine power 1 tons cc နဲ့စီစားအရန်တက်တာတယ်ဆောင်းရှင်းဆိုင်ကလုံးကလုံးဝကိုညှင့်နေတာနော်စက်တန်လေးကလည်းညှင့်ညှင့်ညောလေးအိတ်စိုးတဲ့ကလည်းဘာမှစုညံမှုမရှိဘူးပေါ့နော်ဒီဆောင်းရှင်းဆိုင်ကလုံး1 tons ဆိုင်ကစီစားနှုန်းတက်တာတာအပြင်စက်တန်ကလုံးဝညှင့်ညောတဲ့အတွက်မင်းကလေးတွေကပူကြိုက်ကြတာလို့ ဒါကျွန်တော်ကတော့ယုံကြည်မိတယ်အခြားဆိုင်ကလေးဆိုရင် तू ကဘိကဘာတွေကဒီတိုင်းပဲပြီးတော့မှာဗျာ तू ကတော့မဟုတ်ဘူးเนาะဘိကဘာတန်းနေထည့်ပေးထားတယ်ဒီတန်းနေအပြင်เนาะခြေတင်ကုန်ကြီးကလည်းအကြီးကြီးပဲเนาะခြေတင်ကုန်ကလည်းအကြီးကြီးပဲပုံမှန်ဆိုရင်ခြေတင်ကုန်ကဒါเนาะလက်နှလုံးလောက်လေးပဲပါတဲ့ဟာကို तू ကခြေတင်ကုန်ကအကြီးကြီးပဲပြီးတော့ဒီဘိတန်ကိုင်းနေနဲ့အလှဆင်ထားတာကเนาะရုပ်တရည်ကြည့်လိုက်ရင်ဖန်စီနဲ့အလှဆင်ထားတယ်လို့လို့တွေ့ရတယ်ပေါ့เนาะဖန်စီနဲ့အလှဆင်ထားလို့ထင်ရတယ် ဒီတန်ခိုင်းနေပါခြင်းအပြင်တခုကောင်းတာကတော့ကျွန်တော်ဆိုင်ကယ်မတော်တဆဗျာနော်ဂျမန်ကလမ်းချော်လိုပဲဖြစ်ဖြစ်ဆိုင်ကယ်လဲတဲ့ခါဒီမှာဒါကာဗာတွေအပွင့်စင်တက်တာတာပေါ့နော်ကာဗာတွေအပွင့်စင်တက်တာတယ်နော်ပြီးတော့ဒီသူ့ရဲ့နောက်တန်ခိုင်းပေါ့နော်နောက်ကယ်ရီယာတန်ခိုင်းဆိုလဲကြည့်လေဒါအကြီးကြီးပဲပုံမှန်အခြားဆိုင်ကယ်တွေဆိုရင်ဒါနောက်တန်ခိုင်းလေးရတတိလေးပဲပေါ့နော်တတိလေးနဲ့ဒါပဲပြီးသွားတယ်သူကတော့ဒါနောက်မှာပါကျွန်တော်တို့အထုပ်အပိုးလေးတွေတင်လို့ရအောင်လို့နည်းလေး တန်ကြဲနောက်လေးကိုနောက်မီလီပုံစံနဲ့ရှည်ထွက်ပေးထားတယ်ပေါ့ရှည်ထွက်ပေးထားတယ်ပြီးတော့နောက်ထပ်တစ်ခုတဘောကြတာဖင်နိုင်ကုံပါနော်ဖင်နိုင်ကုံကလုံးဝကိုအစ်ဆက်နေတာအာတော်တော်ကိုထိုင်လိုက်တာနဲ့လုံးဝကိုထိုင်လို့ကောင်းမဲ့ဖင်နိုင်ကုံမျိုးနော်တီတာအကောင်းနဲ့ချုပ်လို့ပေးထားတယ်ဖင်နိုင်ကုံကလည်းလုံးဝအစ်ဆက်နေတာနော်ဖင်နိုင်ကုံကလည်းလုံးဝအစ်ဆက်နေတာပြီးတော့ဒီသူ့ရဲ့ရှည်ထိုင်ခွက်ကိုပြရမယ်ဆိုရင်ရှည်ထိုင်ခွက်ကတော့ तू က ဒီဂျစ်တင်နဲ့ရိုးလက်တာ2မျိုးပေါင်းဆက်ပေးထားတယ်เนาะ2မျိုးပေါင်းဆက်ပေးထားတယ်ဒီမှာဆိုရင်ဒါကီလိုဘလောက်ရှိမလဲကျွန်တော်အတိအကျပြပေးမယ်ဒီမှာ1100စွန်းရုံပဲရှိသေးတယ်เนาะ1100စွန်းရုံပဲရှိသေးတယ်ဒီလိုမျိုးဘိန်းတက်တာကတော့တော်တော်ရှားသွားပြီเนาะဘိန်းတက်တာတော်တော်ရှားသွားပြီကီလို1100စွန်းရုံပဲရှိသေးတယ်เนาะဒီလိုမျိုးဘိန်းတက်တာတော်တော်ကိုရှားသွားပြီเนาะတော်တော်ကိုရှားသွားပြီเนาะကျွန်တော်တို့ဖက်ကရီယာလေးရောပါတယ်ဒီမှာဒါတိုလီမိုလီပစ္စည်းလေးလည်းညှက်လို့ရတယ်ပေါ့ညှက်လို့ရတယ် ပြီးတော့နောက်တစ်ခုကတော့ဒီမှာ USB charger အတွန်းပေါက်ပါဒါတော့ကျွန်တော်ဖုန်းအားတွင်းကျင်သူတွေအတွက်အဆင်ပြေအောင်လို့ဒါဘယ်ဗစ်လက်ကင်တိုင်းရဲ့အောက်မှာလဲ USB charger လေးထက်တွန်းပေးထားပါတယ်ခင်ဗျာပြီးတော့ဒီ Dongshan Cyclone Wonder Cycle ရဲ့ဖနိုင်ငောင်းအောက်ကိုကျွန်တော်တစ်ချက်ပြပေးမယ်နော်အဲဒီမှာဆိုရင်နော်သူကတူဘောက်ကတော့အကျယ်ကြီးမဟုတ်ဘူးနော်တူဘောက်ကတော့အကျယ်ကြီးမဟုတ်ဘူးစီတန်ကြီးကတော့ကျွန်တော်တို့၄လီတာဝန်းကျင်လောက်စက်မယ်နော်စီတန်ကြီးက၄လီတာဝန်းကျင်လောက်စက်မယ် ဒီမှာဆိုလဲဒါ original သူ့ရဲ့ဘူးလေးပါမယ်ဒီမှာဘာတွေပါမလဲအဲကျွန်တော်တို့ဒီမှာဘာတွေပါမလဲကွာလေးအဲကွာလေးတွေပါမယ်အဲပြီးရင်ကျွန်တော်ကြောက်လက်လေးတွေပါမယ်ပြီးရင်ပလတ်ဖြုတ်တဲ့ခေါင်းလေးတွေပါမယ်ပေါ့ဒါသူ့ရဲ့ original ပစ္စည်းလေးပေါ့နော်ဒါသူ့ရဲ့ original ပစ္စည်းလေးပါတီဒါအကောင့်နဲ့ချုပ်လုပ်ပေးထားတာပေါ့နော်တီဒါအကောင့်နဲ့ချုပ်လုပ်ပေးထားတယ်နော်ဒါလေးကတော့ function cycle one time cycle မှာတကယ်ကိုအည်တွေးကောင်းနေကြီးပဲသူကတက်ဆင်ထုတ်လုပ်ပေးထားတယ် နော်တက်ဆင်ထုတ်လုပ်ပေးထားတယ်ပြီးတော့ပြီးဆောင်ရှမ်းဆိုင်ကလုံးဝန်တန်းဆိုင်ကကဒါ MDY ရပ်လစ် license ကြီးနဲ့ဝယ်ယူစီးနှင်းဝင်ရမှာဖြစ်ပါတယ်84ရပ်လစ်နဲ့ပါခင်ဗျာပုံမှန်ဆိုရင်ခုနောက်ပိုင်းလာတဲ့ဆိုင်ကလေးအများစုကချိန်မုံအပြည့်နဲ့မဟုတ်တော့ဘူးပေါ့နော်ချိန်မုံဒီအပေါ်မှာတချမ်းလေးပဲပါတယ်ဒီအခုဆောင်ရှမ်းဆိုင်ကလုံးဝန်တန်းဆိုင်ကမှာတော့ဒါချိန်မုံအပြည့်နဲ့ထုတ်လုပ်ပေးထားတယ်ပြီးတော့ဒါနောက်ဘိန်းကွေမှာဆိုလဲဒါဒလစ်တရာအကြီးကြီးတွေပေါ့နော် တဲ့အကြီးကြီးရင်းနဲ့ကျွန်တော်တို့အားလုံးတလက်၅ချောင်းနဲ့ထက်တွင်းတိဆောက်ပေးထားတယ်။ပြီးတော့ကျွန်တော်နှောက်မီးပိုင်းကိုကြည့်အောင်နှောက်မီးကတော့ကျွန်တော် LED တွေမဟုတ်ဘူး UU မီးပဲတုံးပေးထားတယ်။ဒါနှောက်မီးရဲ့ဒီဇိုင်းလေးကလည်းတော်တော်ကိုလှတာကိုတွေ့ရတယ်။အဲပြီးတော့ကျွန်တော်တို့ဆိုင်ကယ်ရဲ့ဒီ benefit တစ်ချက်မှကြည့်လိုက်မယ်ဆိုရင်လည်းကျွန်တော်တို့ exhaust ပေါ့နော်။ exhaust ကလုံးဝစတီးရောက်နေတောက်ပနေတဲ့လုံးဝအပူဒဏ်ခံနိုင်ရည်မြင့်မားတဲ့အရည်တွေးကောင်းတဲ့ exhaust ကို တုံးပေးထားတယ်ပြီးတော့ဒါ break ကတော့ you have break ပဲပေါ့ဒါကတော့နောက် break ပေါ့နော်တချို့တွေကကြတော့ကျွန်တော်တို့ဒီ she this now this ဆိုတာနည်းနည်းလေး anti များတတ်တယ် she this now have ကပို့ပြီးမှ sit ပို့ဖြစ်တယ်ပို့ပြီးမှ break out တဲ့အချိန်မှာပို့ပြီးမှညိတ်ညောင်းတယ်လို့ကျွန်တော်ကတော့ခံစားရတယ်ပေါ့နော်ပြီးတော့ဒါ be the best ဖြစ်မှာဆိုရင်လည်းနော်အဲဒီမှာဒီတန်ခိုင်းနေနေပဲဒါတန်ခိုင်းနေနေပဲအလားဆင်ပေးထားတယ်ဒါတော့ကျွန်တော်တို့ဘယ်ဘကောညာဘကောအတူတူပဲပေါ့နော်အတူတူပဲ အဓိကကျွန်တော်အကြိုက်ဆုံးကတော့ဆောင်းရှမ်းဆိုင်ကလုံးဆိုင်ကရဲ့အင်ဂျင်ပါနော်အင်ဂျင်ကလုံးဝကိုမိုက်တယ်နိမ့်နိမ့်ညောညောနဲ့တော့ဆက်တန်းကအရန်မိုက်တယ်စီစားလုံးကလည်းအရန်တက်တာပြီးတော့ဒီဆိုင်ကရှိဝင်မှာဆိုရင်သူကရှိက display နဲ့ပဲတုံးပေးထားတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကဒီမှာသူ့ရဲ့ဒီဆိုင်ကမှာဆိုရင်သူ့ရဲ့ owner manual book ကိုပါတယ်ပေါ့နော် owner manual book ကိုပါတယ်အဲဒီမှာဆိုရင်ဒါကျွန်တော်တစ်ချက်ပြပေးမယ်အဲဒီမှာဗျသူကတော့ဒါအင်္ဂလိပ်စာတွေရောတရုတ်စာတွေရောရိုးရစ်ပေါ့နော် ဒါအုံနာမနွေပုတ်ကောပါတယ်နော်ပြီးတော့ရှင့်မီးဆိုလဲသူက LED မီးကိုတုံးပေးထားတယ်နော်ရှင့်မီးကတော့ LED မီးကိုတုံးပေးထားတယ်ပြီးတော့ဒါဘေးချစ်ပြမီးတွေဆိုလဲဒါလုံးဝ LED မီးကိုမှပုံဖော်ထားတာလေးကလုံးဝချစ်ဆရာလေးနော်လုံးဝချစ်ဆရာလေးဒါအခုကျွန်တော်ရှိတဲ့နေရာမှာရှိနေတဲ့တောင်ရှမ်းဆိုင်ကလုံးဝန်ဒါဆိုင်ကရတော့ model က2021 model ပါအဲ့ဒါကမှ ကီလို1000ဆင်းဆွန်းလေးနဲ့ဘိန်းအစ်စ်စိုက်ကိုဝယ်ယူစီးနင်းဝင်ရမှာပဲဖြစ်ပါတယ် 84ရပလက်နဲ့ license ပါပါရခင်ဗျာအခုကျွန်တော်ရှိတဲ့တက်မှာရှိနေတဲ့ဇောင်ရှင်းဆိုင်ကလုံးဝန်ထမ်းဆိုင်ကကိုဘယ်မှာဝယ်ယူလို့ရမလဲဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေလူရင်းဆိုင်ဖြစ်တဲ့စင်ကာပါကူဆန်းလင်းဆိုင်ကရှိုးရူးမှာဝယ်ယူအပ်ပေးလို့ရပါတယ်ဆိုင်လိပ်စာလေးကတော့မန္တလေးမြို့83လမ်း38လမ်းနဲ့38လမ်းကြားမှာတည်ရှိပါတယ်ခင်ဗျာကျွန်တော်မော်တော်နိခက်ဆိုင်ရဲ့ချစ်သူမိတ်ဆွေတွေစီစံလုံးတက်တာခြင်းနဲ့ဒီဇိုင်းလန်လန်လေးနဲ့မန်နူရယ်ဂီယာဘိန်းကြီးစီးရင်လေဆိုရင်တော့အခုကျွန်တော်ရဲ့ရှိတဲ့တဲ့က ဇောင်ရှင်းဆိုင်ကလုံးဝန်တန်းကိုစီးကြပါလို့အကြံပြုခြင်းပါတယ်ပြီးတော့အခုကျွန်တော်မိုတိုနိကယ်ဆိုင်ကယ်ရှင်းသူမိတ်ဆွေတွေထဲမှာဇောင်ရှင်းဆိုင်ကလုံးဝန်တန်းဆိုင်ကယ်စီးနေသူတွေဘယ်လိုပါလဲပါတယ်ဆိုရင်ဇောင်ရှင်းဆိုင်ကလုံးဝန်တန်းဆိုင်ကယ်ရဲ့ကောင်းယူဆိုးကျိုးရောဘယ်လိုရှိလဲပေါ့နော်ကိုယ့်ရဲ့ favorite အမြင်လျော်တစ်ချက်လောက်ကွန်မန့်မှာရေးပေးခဲ့ပါအောင်ခင်ဗျာ